ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တူတာရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးပြရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မွေနေဓမ္မဒေလက်ဆောင်ကနာကိုကျွန်တော်ဂျွန်ဝင်းစော ထုံးကနေတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ21ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကတော့ကျွန်းကျောင်းမြို့မှာသို့သူတွေဘိုက်ကောမြို့မှာမူမာရီပရောတာဒေးမူဘိုက်မော်မြို့မှာဖြူးစေနမ်ခမ်းမှာနေမင်းဝင်းခိုင် မြင့်ကြံမြို့မှာပေါ်စောမြထွန်စေချိုးဆက်တီလာရှင်အစဉ်ကိုင်းမှာဆစ်ဆဲခရစ်စတိုဖာဟင်းနာမြို့နယ်ကြုံကလေးရွာမှာ နော်ဘေဘီအာနာမရိယာမနော်ဖော်မူသူပဲ ဖြစ်ပါတယ်ဒီကနေ့နှဝင်မာလာ21ရက်နေ့မှာကြက်ရောက်တော်မွေးနေ့ရှင်များကြည့်ရှုနာစင်အဖေးနေသူများတောင်းဆိုထားကြသူများအလုံးပေါ်အဖာတရားတခင်ရဲ့ကောင်းကြီးများစွာစတဲ့တဖို့တို့၍ခံသာရပါစေကြောင်းအဆက်တမတရားမြန်မာဝိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစောထုံးကနေစုမုံကောင်တောင်းပေးရင် တိတန်ရှင်ဟန်နီဆိုဒီဆိုထားတဲ့လှမ်းခဲ့တော့ဆိုတဲ့ဓမ္မတခြင်းကို တင်ဆက်ပေးလိုက်ပါတယ်။ တွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကို အမြဲမပြတ်စောင့်ရှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မှတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏ကိုရောရှင်မှလွဲ၍ မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါ လိုအပ်နေသော စေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရရှင်၏ကာကွယ်စောင့်ရှောက်မှုဖြင့် ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင် ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောအလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လဲ၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံးသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်သမမိတ်ဆွေတို့ဒီကနေ့ကြားနာခဲ့ရတဲ့ရှင်လူကာအခန်းကြီး16ခန်းငယ်45နဲ့48မှာတခင်ခရစ်တော်ကငါ၏အိမ်တော်သည်ဆူတောင်းရာအိမ်တော်ဖြစ်ရလိမ့်မည်ဟုစံစာတော်မြတ်ကရေးသားထားလျက်ရှိသို့တော်သင်တို့သည တခိုးသည်။ခိုအောင်သောနေရာဖြစ်စေကြပြီဟုသူတို့အားမိန့်တော်မူခဲ့တယ်။ကျမ်းစာရဲ့ဒုတိယပိုင်းမှာယဟန်ကြီးကဲများကျမ်းတတ်ဆရာများနဲ့လူတို့ရဲ့ခေါင်းဆောင်တို့သည်ကိုရော့ကိုတိုက်ရန်အခွင့်လန်းရှာကြ၏။ဒီကနေ့ကျမ်းစာရဲ့ပထမပိုင်းလေးမှာသခင်ခရစ်တော်ဗိမာန်တော်ကိုတန်ရှင်းရေးလုပ်တဲ့အကြောင်းကျမ်းတတ်ဆရာတွေယဟန်ကြီးကဲတွေကသခင်ခရစ်တော်ကိုစိတ်ဆိုးခဲ့ကြတယ်။တပ်ဖို့ရန်ရန်ရှာခဲ့ကြတယ်။ တို့ဘာလို့စိတ်ဆိုးခဲ့ကြတာလဲဒီဗိမာန်တော်ထဲမှာပူဇော်ရာရစ်ကောင်တွေ ရောင်းခြင်းဗိမာန်တော်လူငွေကောက်ခံခြင်းငွေလဲလှယ်ခြင်းဒီလုပ်ငန်းတွေကနေယဟန်ကြီးကဲတွေကဝင်ငွေကောင်းပြီးအကျိုးမြတ်အများကြီးရနိုင်ခဲ့ကြတယ်ဒီအရာကိုတို့အဆုံးရှုံးမခံနိုင်ဘူးသူတို့ရဲ့စီးပွားရေးကိုထိခိုက်လာတဲ့အခါမက်ဆီယားသခင်ဖခင်သခင်သားတော်ပရောဖက်ယောဂဝေဒနာတွေကိုကုသပေးသူလူတွေကိုဖခင်ရှင်ထံလမ်းပြပေးသူ ကယ်တင်ခြင်းပေးသူဒီပုဂ္ဂိုလ်ကို မကောင်းမြင်ပြီးဖျက်ဆီးဖို့ကြိုးစားလာကြတယ်။သို့တော်လည်းအမှန်တရားကိုလွယ်လွယ်နဲ့ဖျက်ဆီးလို့မရပါဘူး။သခင်ခရစ်တော်ကိုလေးစားစွာနားထောင်ကြတဲ့လူတွေအများကြီးရှိသောကြောင့်သခင်ခရစ်တော်ကိုယံပြုဖို့ယံသူတို့တွေအခွင့်အလမ်းမရခဲ့ကြဘူး။ကျွန်တော်တို့လောကလူသားတွေလည်းဒီလိုပါပဲ။မိမိစီးပွားရေးကိုထိခိုက်လာပြီးဆိုရင် ဘုရားကိုလည်းလက်မခံနိုင်ဘူးအမှန်တရားကိုလည်းလက်မခံနိုင်ဘူးတရားမျှတမှုကိုလည်းလက်မခံနိုင်ဘူးမိမိစီးပွားဥစ္စာကိုထိခိုက်လာသူကိုဖျက်ဆီးပစ်ချင်ကြတယ်မိမိစီးပွားဥစ္စာနဲ့ဘုရားကိုရွေးပါဆိုရင်မိမိစီးပွားဥစ္စာကိုသာရွေးတတ်ကြတယ်ဘုရားလုတ်ပေးခဲ့တဲ့အသက်ရှင်ခြင်းကျေးဇူးတော်ကြားမာခြင်းကျေးဇူးတော်အသိပညာပါရမီကျေးဇူးတော်တွေအားလုံးကိုမေ့လျော့သွားကြတယ်မိမိဥစ္စာပစ္စည်းနဲ့ပတ်သက်လာရင်အမှန်တရားလည်းလာမပြောနဲ့ တရားမျှတမှုလည်းလာမပြောနဲ့ချစ်ချင်းမေတ္တာလည်းလာမပြောနဲ့ကိုခြင်းစာတရားလည်းလာမပြောနဲ့အားလုံးကိုရန်သူလိုပြန်ပြီးတုံ့ပြန်တတ်ကြတာကျွန်တော်တို့လူသားတွေရဲ့သဘာဝပါဓမ္မမိတ်ဆွေရောသင်ဘလို့စိတ်နေစိတ်ထားမျိုးရှိနေလဲသင်ဥစ္စာပစ္စည်းကိုထိခိုက်လာရင်ဘုရားကိုအမှန်တရားကိုကိုခြင်းစာတရားကိုတရားမျှတခြင်းကိုစွန့်ပြစ်မိပုံကိုလားမိမိကိုယ်တိုင်စဉ်းစားဆင်ခြင်ပါ ။ဓမ္မမိတ်ဆွေအပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာတော်မူကြပါစေ။ထိမ့်သိမ့်ကြစေတဘာဝဝရေဆိုသောအသက်အပိုင်းနှင့်တောတရှင်ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြသည်တဘာဝအမွေစရဲခန္ဓာလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာလဲကျွန်တော်ပြီးခဲ့တဲ့အပတ်ကတင်ဆက်ခဲ့တဲ့ရေရဲ့အရေးကြီးပုံနဲ့ ကျွန်တော်တို့တက်ရှိတွေအတွက်မဖြစ်မနေလိုအပ်တဲ့ရေချိုတန်စရအကြောင်းကိုကျွန်တော်အနေနဲ့ဆက်လက်ပြီးတင်ပြပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်အရင်ဘက်ကကဘာကြီးမှရှိတဲ့ရေချိုတန်စရရှားပါမှုအကြောင်းကိုတင်ပြပေးခဲ့ပါတယ်။ရာဂိုင်တုံးရာဂိုင်တုံးနေနဲ့တွက်ချက်တဲ့အခါမှာနောက်ဆုံးကျွန်တော်တို့ရယူသုံးဆွဲနိုင်တဲ့ကျွန်တော်တို့တက်ရှိတွေတောက်သုံးနိုင်တဲ့ရှိဟာအလုံးကိုနှဲပါတာကိုမိတ်ဆွေများသိရမှာပဲဖြစ်ပါတယ်။ ဒါမဲ့အဖြစ်ဆိုရင်တော့200ခိုင်နှုန်းနဲ့300ခိုင်နှုန်းဒါရှိပါတယ်။ကဘာရေဓုကြီးကျယ်ဝန်းလာပြီမယ်လေ။လက်တမ်းမမီနိုင်တဲ့ရေဓုပမာဏပဲဖြစ်ပါတယ်။ကဘာအရက်ဒီသအချိုးနေရာတွေမှာတန်ရှင်းတဲ့ရေကောင်းရေရေသန့်နေကောင်းစွာရရှိပါတယ်။ဒါမဲ့တချို့နေရာတွေမှာမရပါဘူး။အချို့နေရာတွေမှာ အလုံးကိုစိုးရတဲ့တောက်တုံးရေရရှိမှုအခြေအနေတွေရှိနေပါတယ်။ ကဘာကုလသမဂ္ဂရဲ့သဘာဝပအဝင်ခြင်းထိမ့်သိမ်းရေးအစီအစဉ်ရဲ့လေလာဆန်းစစ်မှုအရကဘာလူဦးရေတန်းတစ်ထောင်ကျော်ဟာတောက်သုံးရင်ရရှိမှုမလုံလောက်ဘူးလို့သိရှိရပါတယ်။နောက်တန်း3400ခန့်ဟာရေချိုရရှိမှုအပြည့်ဝမရရှိပဲခန်း6တဲ့ရာသီဥတုအတွေ့အကြုံတွေနဲ့ခန်းစားနေရတယ်လို့ဖော်ပြပါရှိပါတယ်။နောက်တော့နှစ်ဒီ2000 30 35ပါဝန်းကျင်နှစ်ဒီမှာဆိုရင်ဓာတ်ရက်ပို့ပြီးကျွန်တော်တို့ရေချိုတန်းစားတာရရှိမှုဟာခက်ခဲသွားနိုင်တယ်လို့တွက်ချက်ထားကြပါတယ်ဒါတွေကလည်းကျွန်တော်တို့လူဦးရေတိုးတက်လာမှုတွေလည်းများစွာဆိုင်ပါတယ်ကမ္ဘာ့လူဦးရေဟာပုံမှန်တိုးတက်နေပါတယ်ဒါပဲလဲရေလိုအပ်မှုကတော့ပုံမှန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာလူဦးရေတိုးတက်လာမှုနဲ့အတူရေချိုတန်းစားတာကိုထုတ်ယူသုံးဆွဲရတာအလုံးကိုများပြပါတယ် ျွန်တော်တို့တိုးတက်လာတဲ့လူနေမှုအစနစ်အရာလဲရေကိုအသုံးဆွဲကြတာတအားကိုများပါတယ်။ဆံဦးကဏ္ဍတွေမှာ ကုံထုံးတဲ့နေရာတွေမှာအခြားအသုံးဆောင်ပစ္စည်းတွေလုံတဲ့နေရာတွေမှာဒါမှမဟုတ်ရင်လည်းနေ့စဉ်ကျွန်တော်တို့သုံးဆွဲနေတဲ့ရေပမာဏဟာများပြားပါတယ်။ဒါရီယာရေကြိုတွေပဲဖြစ်ပါတယ်။ဒီလိုရေရှားပါမှုဟာသောသောကျွန်တော်တင်ပြခဲ့တဲ့ရေနဲ့ပတ်သက်တဲ့ခက်ခဲမှုတွေကိုကျွန်တော်တို့ဖြစ်ပေါ်စီမှာဖြစ်ပါတယ်။ ဒီလိုယေရှုရှာပမှုဟာကျွန်တော်စောစောကတင်ပြခဲ့တဲ့ကျွန်တော်လူသားတွေသုံးဆဲနေတဲ့ယေရှုနဲ့ပတ်သက်တဲ့ရဝန်းတွေမှာထိခိုက်မှုတွေရှိမှာဖြစ်ပါတယ်။သောတာရှင်မိတ်ဆွေများခင်ဗျာကျွန်တော်လူသားတွေအသုံးပြုလို့ရော့သွားတဲ့ယေရှုများကို ပြန်လည်ပြီးဖြည့်တင်းပေးနေတဲ့တဘာဝအနေရရှိတဲ့အကျိုးကျေးဇူးတခုရှိပါတယ်။ဒါကတော့ဒုရဲကြီးမားလာတဲ့ပင်တဲ့သမုတ်တရားကြီးပဲဖြစ်ပါတယ်။ ဒီပင်လဲသမုတ်တရားကြီးဟာကျွန်တော်တို့ရေသံစရာရဲ့အဓိကစတင်ဖြစ်ပေါ်ရနေရာပဲဖြစ်ပါတယ်ဒီပင်လဲပင်ကြီးကနေကဘာကြီးရဲ့အပူရှိန်နေအောင်ကြီးရဲ့အပူရှိန်ကြောက်မလို့ရင်ွက်ပြန်မှုတွေဖြစ်ပေါ်ပါတယ်အဲရင်ွက်ပြန်အတွက်ချင်းကပဲကျွန်တော်တို့ရရှိတဲ့ရေယူတန်ဆာရကိုဖြစ်စီတာပဲဖြစ်ပါတယ်ရင်ွက်တွေပြန်ပြီးမိုးအနေနဲ့ရွာချပါတယ်ဒီလိုရွာချတဲ့မိုးရဲ့80ရာခိုင်နှုန်းလောက်ကတော့ပင်လဲတဲကိုပဲပြန်ပြီး ကြာတာဖြစ်ပါတယ်20ရာခိုင်နှုန်းလောက်သာလင်ကျွန်တော်တို့ကုန်းပေါ်ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်ဒီလိုကုန်းပေါ်ရောက်ရှိလာတာလေနေရာဒေသတွေမတူပါဘူးအီကွေတာဒေသတွေရှိမယ်မြောက်ဝန်းစွန်းဒေသတွေရှိမယ်နောက်မြေပြန့်နာသွင်ပြီးအနေထားတွေရှိပါမယ်ဒါကြောင့်မလို့တောင်တန်းတွေနဲ့ကွဲနေတဲ့နေရာတွေမှာလေနဲ့အတူပါလာတဲ့ရင်ခွေတွေကမရောက်ရှိနိုင်ပဲမိုးရွာသွန်းမှုနှဲပါပါတယ်လွင်ပြင်ခြံဝန်းတွေမှာလည်းမိုးရွာသွန်းမှုနှဲပါတတ်ပါတယ် ဒါကြောင့်မို့လို့တဏှာနဲ့တဏှာမိုးရေချင်းရွာချမှုပါမတူညီပါဘူးဒီလိုမိုးအဖြစ်နဲ့ရွာချလိုက်တဲ့မိုးရေများဟာကျွန်တော်ရဲ့ရေချိုတန်ရာဇာတကိုပြန်လဲပြီးဖြည့်တင်းပေးပါတယ်ဒါမဲ့လည်းပင်လေတဲ့ကိုဓာတ်ရဲ့စီးဝင်သွားမယ်ဆိုရင်တော့ဒါဟာရေငန်ပြန်ဖြစ်သွားမှာပဲဖြစ်ပါတယ်ရေကြီးတဲ့ကိုစိတ်ဝင်သွားပြီးမြေအောက်ရေဖြစ်တည်ရှိနေတာလေကျွန်တော်တို့သက်ရှိတွေအတွက်ကောင်းမွန်လာပါတယ်အပူရင်းနဲ့၆တွေ့တဲ့ရာသီဥတုတွေမှာကျွန်တော်ဒီမြေအောက်ရေကိုပဲ ပြန်လေသုံးဆွဲကြတာဖြစ်ပါတယ်ကျွန်တော်လူသားတွေတူးနေတဲ့အဝေစီတွင်းနေရေတွင်းနေဒီမြေအောက်ယူကျွန်တော်တို့ပြန်လေထုတ်ယူသုံးဆွဲကြတာပဲဖြစ်ပါတယ်ဒီမိုးရင်များဟာမြေစီတော်အောက်ကတစင်စိမ့်ပြီးရေခွင့်မပြန်နိုင်တော့ရေလောအောက်ဒီစိမ့်ဝင်သွားပြီးရေကြောဖြစ်စုဆောင်းထားတဲ့မြေရောက်ကြီးလောပဲဖြစ်ပါတယ်ဒီလိုမြေအောက်ကြီးလောနဲ့အပေါ်မှာရှိတဲ့ရွာချလိုက်တဲ့မိုးရင်များနဲ့ပေါင်းဆက်ခါကျွန်တော်တို့ တောတောင်တွေမှာတွေ့နေရတဲ့အမြဲတမ်းစီးစင်းနေတဲ့စိမ်ဆန်းလေးတွေဟာလေဒီလိုနေရာကနေပြီးထွက်ရှိလာတာပဲဖြစ်ပါတယ်ကျွန်တော်တွေ့ဦးကြပါလိမ့်မယ်ကြောက်ကြကြောက်ကြအနေထွက်တာရှိတယ်တချို့လဲတစ်ပင်နေအုံနေတဲ့စိတ်နေမြိုင်နေတဲ့အနေထွက်တာတွေရှိပါတယ်စိမ်ဆန်းလေးတွေထွက်လာတာဖြစ်ပါတယ်ဒီစိမ်ဆန်းလေးတွေဟာတစ်နှစ်ပတ်လုံးစီးစင်းပြီးကျွန်တော်လူသားတွေကို များစွာအကျိုးပြုနေတာပဲဖြစ်ပါတယ်ရွာချလိုက်တဲ့မိုးရေချိန်ကတော့အချိန်ခဏအတွင်းလေးမှာပဲပေးစွမ်းပြီး ကျွန်တော်တို့6တွေ့တဲ့ယာစီဥမာအဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်နွေယာစီလို့အချိန်နေမျိုးမှာဆိုရင်တော့မိုးရေရရှိမှုဟာမဖြစ်နိုင်ဘူးဆိုရမှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်မြေအောက်ရေထုတ်ယူသုံးစွဲမှုနဲ့ပတ်သက်ပြီးသတိပြုစရာအချက်တခုကိုတင်ပြလိုပါတယ်တကယ်လို့ကျွန်တော်တို့ဒီစင်ကျင်တရားမဲ့စွာဒီမြေအောက်ရေကိုထုတ်ယူသုံးစွဲခဲ့မှဆိုရင်တော့တဖြည်းဖြည်းနဲ့မြေအောက်ရေများဟာနှိမ့်ကြပြီးအချို့နေရာများမှာစိန်ဆန်းနေခန်းချောက်သွားနိုင်ပါတယ် ဆိုင်းရင်တွင်နေခန်းသွားနိုင်ပါတယ်တချို့နေရာတွေမှာဝေစီတွင်တူးဖို့တောင်မှပြီးအတော်နဲ့နဲ့ထီကိုတူးယူရမယ့်အခြေအနေတွေဖြစ်သွားနိုင်ပါတယ်ဒါကတော့မြေအောက်ရင်နှိမ့်ကြပြီးမြေအောက်ရင်တန်ဆာတဆုံးရှုံးသွားတာပဲဖြစ်ပါတယ်ကံဝရဒေသတွေမှာကြာတော့လဲစိုးပါတယ်ပင်လယ်ဆားငံကြီးဝင်ရောက်မှုကြောင့်မလို့ကောင်းမွန်လာတဲ့ရေချူတန်ဆာတကိုမရရှိနိုင်ပါဘူးပူပြင်းတဲ့ဒေသတွေမှာမြေအောက်ရင်ခန်းချောက်ပြီးတချို့ပေရာပေါင်းများစွာတူးရတဲ့ရေရင်းတွေလည်း ရှိပါတယ်ဒီလိုနေရာတွေမှာ အောက်ကမြေအောက်ကြီးထောက်ပံ့မှုမရှိတဲ့အခါမှာအပေါ်မှာရှိတဲ့မြေကြီးဟာတဖြည်းဖြည်းနဲ့ဂန္ဓာရဆန်လာပြီးနောက်ပိုင်းသစ်ပင်များကလည်းထိမ့်ချုံနိုင်မှုမရှိတော့ဘူးဆိုရင်တော့သိကြပါလေဒီနေရာတွေကနောက်ကျရင် တဖြည်းဖြည်းနဲ့တဲကန္တာရဖြစ်လာမှာပဲဖြစ်ပါတယ်ဒီလိုရာသီဥတုပြောင်းလဲမှုတွေဥတုမမှန်တဲ့လက္ခဏာတွေတွေ့ကြုံတဲ့အခါမှာအဓိကခက်ခဲတာကတော့ကျွန်တော်တို့သက်ရှိသစ်ပင်နေနဲ့ကျွန်တော်တို့လူသားတွေ သရဝါရီပဲဖြစ်ပါလေဒီအတွက်ဂေယစနစ်မပြတ်ဖို့အထူးသဖြင့်ဒီရေတန်ဇာတာထိမ့်သိမ့်နိုင်ဖို့ရေတန်ဇာတာပုံမှန်တည်ပတ်နိုင်ဖို့ရကျွန်တော်တို့အလုံးကြုံသုံးဆွဲခြင်းကိုရှောင်ရှားကြရမှာပဲဖြစ်ပါလေရေအရင်းမြစ်ထိမ့်သိမ့်ဖို့ဟာရေးကြည့်ပါလေကျွန်တော်တို့တူးချင်းစီတူးချင်းစီရေချိုတန်ဇာတာထုတ်ယူသုံးဆွဲမှုကိုရှော့ချခြင်းဟာကောင်းမွန်လာတဲ့အချက်ပဲဖြစ်ပါလေအဲဒီထက်ပိုပြီးပြောရမယ်ဆိုရင်တော့ ျွန်တော်တို့လိုအပ်တဲ့ပမာဏနဲ့ပိုမိုပိုရှန်သွား30ချင်းအလားသာဖြုံးလိပြချင်းတွေကိုမလုပ်ဖို့ရကျွန်တော်နေနေတိုက်တွန်းလိုပါတယ်ဒါကကျွန်တော်တို့အသက်ရှင်များအတွက်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်လက်ရှိအခြေအနေမှာအဆင်ပြေနိုင်အောင်တောင်မှနောက်ကျွန်တော်တို့ရဲ့မျိုးဆက်စ်လူငယ်များကျွန်တော်တို့ရဲ့မျိုးဆက်စ်လူသားစုတရားလုံးနဲ့တရားတက်ရှိများကိုကောင်းမွန်တဲ့လက်စင်ကအမွေပေးနိုင်ဖို့ရတဲ့ကျွန်တော်တို့ချိုးချံချွေတာတုံးဆွဲကြရမှာပဲဖြစ်ပါတယ် ောတာရှင်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာအတုံးနဲ့အဖြုံးကိုသတိရဲ့ရှင်ကတဖြည်းဖြည်းလိုအပ်လာနေတဲ့ရေချိုးလိုအပ်ချက်များကိုထိန်းသိမ်းနိုင်သောပုံကူများဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပါတယ်တဘောတရားကိုမြတ်နိုးသောပုံကူများဖြစ်နိုင်ကြပါစေရေချိုးတန်ဇာတနဲ့ရေတန်ဇာတကိုထိန်းသိမ်းနိုင်သောပုံကူများဖြစ်နိုင်ကြပါစေဗျာကျွန်တော်ဇော်နိုင်ဦးပါ thank you ီကနေ့အတွက်သတင်းကဏ္ဍမှာတော့ရာမင်းကြီးလီယို14ကက်သလစ်သာသနာတော်ကြီးတမကျမ်းစာပညာရှင်များနဲ့တွေ့ဆုံခြင်းတွင် လူငယ်များတမကျမ်းစာကို လွယ်ကူစွာယဉ်နှီးနိုင်ရန်လိုအပ်ကြောင်းကိုမိန့်ကြားခဲ့တဲ့သတင်းလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရာမင်းကြီးလီယို14ဒီယခုတစ်ပတ်တနင်္လာနေ့ကကက်သလစ်သာသနာတော်ကြီးဤတမကျမ်းစာပညာရှင်များ၏အဖွဲ့ဝင်များအားလက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့သောတွေးဆုံစဉ်ဖျားသခင်နှုတ်တော်ထွက်စကားနှင့်ဆက်လျင်း၍၎င်းတို့ဆက်ကပ်လှုပ်ဆောင်နေသောအမှုတော်များအတွေ့ဂျေဇုတင်ကြောင်းကိုလည်းမိန့်ကြားခဲ့ပါသည်ယခုနှစ်သည်ဗာတိကန်စီဝေးကြီးမှ ထုတ်ပြန်ကြေညာခဲ့သောဒေဗာဘုံဖျားသခင်နှုတ်တော်ထွက်စကားစာဂျွန်တော်ဤယခုနှစ်သည် နှစ်ပေါင်း60ပြည့်သည့်နှစ်ပတ်လည်နေ့လည်းဖြစ်သည်ဗာတိကန်စီဝေးကြီးနေဖြင့်တမန်ကျမ်းစာသည်နေရာတိုင်း၌အလွယ်တကူဖတ်ရှုနိုင် ချီးမွမ်းနိုင်စေရန်ပြင်ပြသောဆန္ဒခံယူချက်နှင့်ဘာသာသူများထံလွယ်ကူမှန်ကန်စွာစံစာရောက်ရှိသွားနိုင်ရန်ရည်ရွယ်သည့်အကြောင်းစာချုပ်တော်၏တုံ့ပြန်ချက်မှာရှင်းလင်းပြသကြောင်းဖျားသခင်နှုတ်တော်အတွက်စကားကို ကျွန်ုပ်တို့သည်ယိုကျိုးခြင်းဖြင့်နာခံရန်ယုံကြည်ခြင်းဖြင့်ကြင်ညာဟောပြောရန်ဘာသာသူများအတွက်သမစံစာနှင့် ထိတွေ့နိုင်ရန်အလွယ်ကူဆုံးနိလန်းကိုဖန်တီးပေးရန်တိုက်တွန်းထားကြောင်း ကက်သလစ်တမန်ကျမ်းစာအဖွဲ့ချုပ်သည်တူညီသောပန်းနိုင်စီတို့ဥတီကြောင်းထိုဥတီချက်ကဖျားသခင်နှုတ်တော်တွေစကားသည်ဘာသာသူများ၏အကျိုးအတွက်တော်ချက်ဖြစ်ရန်ကယ်တင်ရှင်တရေကောင်းကိုဟောပြောကြေညာရ၌သာသနာတော်ကြီးအတွက် အတွေ့အမြင်ကောင်းများကို ပုံစံမျိုးမျိုးဖြင့်ဟောပြောနိုင်ရန်စသောအရင်အမြင်များဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။ယာမင်းကြီးမှာရောမန်မျိုး၌စွန့်ရောက်ရှိနေကြသော တမကျမ်းစာပညာရှင်များအား၎င်းတို့အားပေးအပ်ထားသည့်အမှုတော်ပေါ်တစ္ဆာတီကြည်စွာထမ်းဆောင်နိုင်ရေးပြန်လည်ဆန်းစစ်ကြရန်ယေရှုခရစ်တော်သခင်နဲ့နေသောကယ်တင်ရှင်တွင်ကိုပညာချင်းထက်ကြီးမြတ်သောအမှုမရှိကြောင်းသာသနာတော်ကြီးသည်မြည်သည့်တွင်တင်လမ်းညွန်ချက်ကိုချမှတ်ညွှန်ကြားသည်ဖြစ်စေတမကျမ်းစာကိုအခြေခံ၍ယေရှုသခင်ကိုချစ်သောစိတ်ဖြင့်တတိကြီးစွာနားထောင်လှုပ်ဆောင်ကြကြောင်း တမချန်းစာမှသာသနာ၏ရှေ့ခရီးဆက်လမ်းညွှန်ချက်များကိုထုတ်ဖော်လေးရှိကြောင်းတန်ရှင်သောဝိညာဉ်တော်၏အလင်းကျေးဇူးကိုလည်းခံယူကြောင်းဘဲကြောင့်ဆိုသောတန်ရှင်သောဝိညာဉ်တော်သည်သားတော်၏သွန်သင်ချက်များနှင့်အညီတင်ကြားပေးခြင်းလမ်းညွှန်ပေးကြောင်းမိန့်ကြားခဲ့သည်။ယမင်းကြီးကဆက်လက်ပြီးတမချန်းစာအားလွယ်ကူစွာချိတ်ဆက်ထိတွေ့နိုင်ရန်ဟုဆိုရ၌ဘာသာသူများတမချန်းစာကိုဖတ်ရှုပြီးကိုယ်တိုင်ဖျားသခင်၏ချစ်ခြင်းကိုထိတွေ့ခံစားရကား မိမိတို့၏စကားများဖြင့်ပြန်လည်ပြောပြဝေငှတတ်ရန်ယနေ့ခေတ်လူငယ်များသည်ဤပညာကဘာနှင့်အကျွမ်းတဝင်ရှိသောမျိုးဆက်ဖြစ်၍ကောင်းမွန်ထ ිය ောက်စွာအသုံးပြုပါကဖျားသခင်နှုတ်တော်ထွက်စကားကိုအလွယ်တကူလွှမ်းမိုးသွားစေနိုင်သည်အချို့သောဘာသာဝင်အသစ်များသည်၎င်းတို့ထိတွေ့ကြီးပြင်းခဲ့ရသောယဉ်ကျေးမှုနောက်ခံများကြောင့်တမန်ကျမ်းစာနှင့်ယဉ်နီးမှုမရှိဖြစ်နေခြင်းမိမိတို့စိတ်အားထက်သန်ရာဘက်သို့ရင်သွား၍ ်ဘာသာရေးတက်ဝင်ယုံကြည်မှုများဝိပုခြင်းများ၌ပုံပြက်ပန်းပြက်ဖြစ်သွားသည်များကိုလည်းရှိသည်ဟုလည်းတတိပေး ပြောကြားခဲ့ပါသည်ကက်သလစ်တမန်ကျမ်းစာပညာရှင်များအဖွဲ့အစည်းနှင့်ဖြင့်မိမိတို့ကိုယ်ကိုပြန်လည်စမ်းစစ်ရမှာသာသနာနေဖြင့်ဘုရားသခင်လူမျိုးတော်တို့အားနှုတ်တော်ထွက်စကားကြားသိစေရန်အဘယ်သို့ကူညီနိုင်မိနီလန်းတို့ဖြစ်သည် ဤစံစစ်ချက်သည်တင်လို့အားတမချန်းစာကို ချင်းကရ၌ပုံစံအသည့်ဖြင့်ချင်းကရန်နီလန်တစ်ကိုရှာဖွေ၍တမချန်းစာအားချင်းကနိုင်ရန်နီလန်ကောင်းများရရှိလာမည်ဖြစ်သည်။သို့ဖြစ်၍ဘုရားသခင်နှုတ်တော်ထွက်စကားသည်လူတို့၏စိတ်နှလုံးသား၌အမြင့်တွယ်သွားမည်။လူသားအလုံးအားလည်းသူ၏ခြေဆုတော်၌ရှင်သန်ရန်ဥဆောင်သွားနိုင်ပေမည်ဖြစ်ကြောင်းသူ၏ဩဝါဒအဆုံးပိုင်း၌ခရိယာများအလုံး အသက်ရှင်သောစာဆောင်များဖြစ်ကြရန်သို့သောမှင်ဖြင့်ရေးသားထားသောစကားလုံးများမဟုတ်ဘဲအသက်ရှင်သောဖျားသခင်၏စိတ်ဝိညာဉ်၌ရှင်သန်သောစာဆောင်များဖြစ်ကဘာကြီးထဲ၌ရိုက်ခတ်နေသောအတန်များ၌ရောင်ဝါးနာကြမလွဲစေဘဲဖျားသခင်၏နှုတ်တော်ထွက်စကားကိုဥစွာနာခံတက်တေခံရန်တိုက်တွန်းခဲ့သည်ဖျားဤမေတော်လည်းဖြစ် သူ၏ဝန်တော်အားဖြင့်ဖျားသခင်နှုတ်တော်ထွက်စကားသည်လူအဖြစ်ကိုခံယူခဲ့သောကညာစင်မေရောအမိမာရီယာသည် ကျွန်ုပ်တို့အားဖျားသခင်ကိုနားထောင်တတ်ရန်တင် जा ပေးပါစေ။ဖျားသခင် စကားကိုနားခံနိုင်သော အားပေးပါစေကြောင်းနှင့်ကျွန်ုပ်တို့အားလုံးအားဖျားသခင်ကိုချီးမွမ်းနိုင်စေရန်ဥဆောင်လမ်းညွှန်ပေးပါစေဟုမိန့်ကြားရင်းဤကုန်းချုပ်ခဲ့ပါသည်။ ဒီကနေ့အတွက်သတင်းကဏ္ဍမှာတော့မြည်သည့်နာကျင်မှုဝေဒနာမျှဘုရားသခင်၏ကောင်းမြတ်ခြင်းကိုဖယ်ရှားမိဖြောက်ရမယဟုယံမင်းကြီးလူကုံတိတ်ခါကိုကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းမှပြောကြားခဲ့သည့်အကြောင်းလေးကို ဝေမျှပေးမှာဖြစ်ပါတယ်။ယံမင်းကြီးလီယို34ဒီတနင်္လာနေ့နိုဝင်ဘာလ18ရက်နေ့ကလူကုံတိတ်ခါကိုကာကွယ်စောင့်ရှောက်သည့်လူအဖွဲ့အစည်းတည်ဆောက်ကြဖို့ကောင်းစဉ်ဖြင့် ်ဆွေးနွေးပွဲသို့တက်ရောက်လာကြသော လူကြီးမင်းများအားဩဝါဒပေးခဲ့ပါသည်ထိုစည်းဝေးကိုရဟမင်းကြီးရုံတော်လက်အောက်ရှိအရွယ်မရောက်သေးသောကလေးသူငယ်များအားကာကွယ်စောင့်ရှောက်ရေးတိုးမြင့်လှုပ်ဆောင်ပေးရေးဌာနမှစီစဉ်ခြင်းဖြစ်သည်စည်းဝေးတက်ရောက်လာကြသူများနှင့်သူတော်စင်အမျိုးသမီးများလည်းပါဝင်ကြသည် ထိုဩဝါဒ၌ရဟမင်းကြီးကစည်းဝေး၏ခေါင်းစဉ်နှင့်အညီလူသားတို့၏အထူးသဖြင့် အကာအကွယ်မဲ့နေသောလူတို့၏ဂုံတိတ်ခါကိုကာကွယ်စောင့်ရှောက်မိလူအဖွဲ့အစည်းကိုတိဆောက်ကြရန်ဘုရားသခင်သည် လူတိုင်းအားဂုံတိတ်ခါကိုပေးထားကြောင်းလူဂုံတိတ်ခါသည်ဘုရားသခင်ကောင်းမြတ်ခြင်းမှ ပေးသနာသောကောင်းခြင်းမင်္ဂလာတက်တက်ဖြစ်ကြောင်းမိသူတူတယောက်၏ကိုယ်စွမ်းညာစွမ်းဖြင့်ရယူနိုင်သောအရာမဟုတ်ကြောင်းဘုရားသခင်လူတဦးတယောက်စီအပေါ်ထားရှိသောအလိုတော်ဖြင့်ပေးသနာခြင်းဖြစ်ကြောင်းထိုအလိုတော်သည်ဆက်လက်၍ရှိနေကြောင်း လူသားတိုင်း၏မျက်နှာ၌လောကရန်ကြောင့်မောပန်းနွမ်းလျနေသည်ဖြစ်စေယောဂဝေဒနာကြောင့်နာကျင်ခံစားနေရစေကမူဖန်ဆင်းရှင်ဘုရားသခင်၏ကောင်းမြတ်ခြင်းကိုအစဉ်ထောက်ရှုမျက်မှောက်ပြုကြရမည်။ဘုရားသခင်၏ကောင်းမြတ်ခြင်းကိုမြည်သည့်အရာကမျှတိမ်မြုပ်သွားအောင်ပျောက်ကွယ်သွားအောင်လုပ်၍မရကြောင်းသူတော်စင်များအနေဖြင့်ပို၍ပင်အခြားသူများထံချင်ကကြသည့်အခါလေးစားသောစိတ်စာနာနားလည်သောစိတ်တို့ဖြင့်သူတို့၏ဝင်တို့ဝင်ဖို့ကိုပော့ပါသွားအောင် ကင်းမဲ့နေသောမျောလင်းချက်ကို ပြန်လည်ထွန်းညှိပေးရမည်ဖြစ်ကြောင်းကျွန်ုပ်တို့၏နှိဆက်သူများကိုကာဝယ်ရမှ မြင်တတ်သောကြည့်နှင့်နားထောင်ပေးတတ်သောနှလုံးသားတို့ရှိခြင်းမှ ရှင်တန်လာခြင်းဖြစ်ကြောင်းကျွန်ုပ်တို့၏နှိဆက်သူများအတွက်တာဝန်ယူလိုသောစိတ်သည်စစ်မှန်သောလွတ်လပ်ခြင်းမှအမြင့်တွယ်လာခြင်းဖြစ်ကြောင်းထိုစိတ်သည်လွှမ်းမိုးချုပ်ကန်ရန်ထက်အလုအကျွေးပြုရန်၊ကူညီရန်မိတ်ဆွေဖြစ်အဖော်ပြုလိုသောစိတ်ဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်း သူတော်စင်မျိုးသားမျိုးသမီးများနေဖြင့်ခရစ်တုသခင်နောက်သို့စင်ကြယ်ခြင်း ချိုးချံချွေတာခြင်းနားထောင်နာခံခြင်းဂရိသစ္စာသုံးပါးတို့ကိုဥထိပ်ပန်ဆင်၍ခရစ်တုသခင်အားလက်ဆောင်ရစ်ကောင်အဖြစ်ယာသက်ပန်ဆက်ကပ်အနှံခဲ့ကြောင်းထို့ကြောင့်အခြားသူများကိုမြည်သည့်အနှောင်ဖွဲ့များမထားဘဲချစ်တတ်ရန်ဂယုတစိုက်ကာကွယ်တတ်ရန်တင်ယူကြရမည်ဖြစ်ကြောင်းအစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့်၎င်းတို့၏ အတွေ့အကြုံကောင်းများကိုလည်းအခြားသူများအားပြန်လဲဝေမျှ၍လူအတိုင်းဝိုင်းတွင်းရှိ အလွှာအသီးသီးမှ လူတို့၏ဂုံတိတ်ခါကိုဘဲသို့ကာကွယ်ကြမည်အတုံးချနိုင်သည့်ဘေးမှလည်းကာကွယ်ရန်ဆွေးနွေးတင်ကြောင်းယခုလှုပ်ဆောင်ကြများကိုရှေ့ဆက်ဆောင်ရွက်ရန်အနုညွတ်တိုက်တွန်းကြောင်းသို့မှသာလူအတိုင်းဝိုင်းသည်ယုံကြည်၍တိုင်ပင်ဆွေးနွေးနိုင်ကြောင်းလူတိုင်းသည် လေးစားတန်ဖိုးထားခြင်းခံရကြောင်း တောင်းဆိုချက်များကိုနားထောင်ပေးသောအတိုင်းဝိုင်းဖြစ်ကြောင်းတရားမျှတခြင်းသည်တနာကျင်နာခြင်း၌ရှင်သန်နေကြောင်းအနာတရားသည်ကျေးဇူးတော်၏စိုင်းဖြစ်ကြောင်းမြင်တွေ့လက်ခံလာမည်ဖြစ်ကြောင်းယံမင်းကြီးအနေဖြင့်လည်းဤဌာန၏လုပ်ငန်းစဉ်ဖြစ်သော အသက်အရွယ်မရောက်သေးသူများအားကာကွယ်သည့်လုပ်ငန်းစဉ်ကိုထောက်ခံအားပေးကြောင်းသူတော်စင်များအားလုံးပူးပေါင်းလက်တွဲလှုပ်ဆောင်၍သာသနာ၏ ကာကွယ်စောင့်ရှောက်ခြင်းယဉ်ကျေးမှုကိုပို၍အားကောင်းတမ်းမာလာစေရန်ကူညီကြပါဟုမိန့်ကြားခဲ့ပြီးဩဝါဒကို နေကုန်းချုပ်ခဲ့ကြောင်းဗာတီကန်သတင်းဌာနမှဖော်ပြထားပါသည်ဤတွင် Radio Veritas Asia အာရှသမတရားအသံလွှင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအသံလွှင့်လုပ်ပြီးပါသည်။ ဩဒရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္တရာယ်ခသိန်းဘီးရန်ခသိန်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ